ညီငယ်အားလုံးပဲမိင်္ဂလာပါကျွန်တော် Football Enthusiast ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဆိုတော့ကျွန်တော်အခုပြုတ်ပေးမယ့် content ကတော့ကျွန်တော်တို့ပုံမှန်ပြုတ်နေတဲ့ content တွေတော့နည်းနည်းလေး꽌ပြရပါတော့เนาะကျွန်တော်ဒါတော့ကျွန်တော်တို့ရဲ့ညီမကုံဆောင်ကျွန်တော်အားကစားသမားတယောက်ဖြစ်တဲ့ကျွန်တော်တို့က online assign အနေနဲ့ပတ်သက်ပြီးတော့ကျွန်တော် content ဒါပြုတ်ပေးခြင်းတယ်ပေါ့ဆိုတော့ online ကကျွန်တော်ဒီနေ့ကျွန်တော်ညီမဆန်းတော်ကျင်းစေနိုင်ခွဲလောက်ပါပဲဒါစေနိုင်ခွဲ၁၇နိုင်လောက်ပါပဲဒါကျွန်တော်တို့ကသူ့ရဲ့နောက်ဆုံးပွဲကိုကျွန်တော်ပြည်ရှိထိုင်းနိုင်ငံဘန်ကောက်မြို့ nominee အားကစားကွင်းမှာဒါမို့လို့နေအောင်အားကစားကွင်းမှာကန်ဘက်အဖက်က Sweden Fighter ကိုကျွန်တော်လာအဲ knockout stage နဲ့ဒါပြောမစင်တော့ဒီဒုတိယအခြေနှစ်မိနစ်ကျော်မှာပဲအနိုင်ရတဲ့တကူပေါ်ဆောင်သွားနိုင်ခဲ့တယ်ပေါ့ဆိုတော့ဒီအားနဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းဒါအပြော်တွေကိုညီကိုင်းနဲ့တူညှောင်းဝေခြင်းနဲ့ဒီပွဲကအစားတော့ကျွန်တော်အနေနဲ့ဒါပွဲဒီကွင်းထဲထိကျွန်တော်ကိုယ်နဲ့ကိုယ်ကြသွားအားပေးဖို့စီစဉ်ထားတယ်ပေါ့နော်ဒါပေမဲ့လည်းအကြောင်းအကြောင်းကြောင့်အဲကျွန်တော်ဒါအချိန်တိုင်းတာတစ်ခုကြီးကျွန်တော်အနေနဲ့သွားဖို့ဟို မအားမနဲ့ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်လည်းဒါတခြားညီကိုညီနေတူပဲဒါ TV ကနေပဲကျွန်တော် live RP ဖြစ်တယ်ပေါ့ဒါမနေ့ဆိုကျွန်တော်အလန်းလောက်ထားပြီးတော့အောင်မှာဒီပွဲကိုကြည့်ဖို့အတွက်ကျွန်တော်ဒါအားခဲထားတဲ့ပွဲပေါ့နော်ဒါအောင်လာနဲ့ပတ်သက်ပြီးအမှတ်တရကလည်းကျွန်တော်အတွက်ကဒါသူမြန်မာနိုင်ငံမှာကျွန်တော်တို့ဒါ champion ကျွန်တော်ကပတ်ကာကွယ်တုန်းကလည်းကျွန်တော်ကိုယ်နဲ့ထီဒါသူနာအကစားကွယ်နဲ့ဒီကိုယ်နဲ့ကိုကြသွားပြီးတော့အပီးခဲ့တဲ့နေရာမှာပါတယ်ဆိုတော့အချိန်အားဖြင့်ဆိုရင်2018လောက်တုန်းပါဘောနော်ဆိုတော့ဒါဒီတုန်းကဆိုရင်လေပေါလာရဲ့ပွဲကိုကျွန်တော်ကိုယ်တိုင်ဒါကျွန်တော်ရဲ့ဖေရဲ့ကျွန်တော်ရဲ့အာဖိုးရဲ့အတူကျွန်တော်သွားပြီးတော့အပီးခဲ့တဲ့နေရာတခုဆိုတော့ဒီလောက်ထိပေါ်မှာကျွန်တော်လည်းဒါဒီအကစားပွဲကိုလည်းဒါနှိမ့်ချတဲ့နေရာမှာပါတယ်ဘောနော်ဒါပြောပြောရမယ်ဆိုတော့ကျွန်တော်ဘောလုံးနဲ့ပတ်သက်တဲ့ channel ဖြစ်တယ်ဆိုပေမဲ့လည်းအဲကျွန်တော်တို့ကဒီတခြားသောအားကစားတွေကိုလည်းနှိမ့်ချိုက်တဲ့နေရာမှာပါရတဲ့အတွက်ကြောင့်မလို့ဒါဒီ video ကိုဒီ content ကိုတင်ပေးရခြင်းမှဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီဘောလုံးနဲ့ပတ်သက်တဲ့ဗီဒီယိုလိုမျိုးတော့ကျွန်တော်တို့ဒီ MMA နဲ့ပတ်သက်တဲ့အရာတွေတချို့တော့ knowledge တွေကတော့ကျွန်တော်မှအများကြီးဆရာမရှိဘူးကျွန်တော်ကျွန်တော်ကျွန်တော်သိရဆိုရင်ဖွင့်နေတော့ပြောပြတာအနိုင်နဲ့ရှုံးမဲ့သိတယ်ဆိုဒီလိုမျိုးပုံစံဖြစ်တယ်ဆိုတော့ဒါပေမဲ့လည်းကျွန်တော်ဒါ online အဆင်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒါဒီနေ့ပွဲကိုတော့တေချာပေါက်ကြည့်မယ်ဆိုပြီးတော့မှအနေနဲ့အစောကြီးထားပြီးတော့ ပြင်ဆင်ပြီးတော့ကျွန်တော်ကြည့်ပြတယ်ပေါ့နော်ဆိုတော့ဒါထင်တဲ့အတိုင်းပါပဲတကယ်ကိုမှ legendary online ascend ကတော့ဒီနေ့ပွဲမှာကျွန်တော်တို့ဒါ doubtful မဖြစ်စွာနဲ့ပဲကျွန်တော်တို့တကယ်ကိုမှဒါတိုင်ဘက်ကိုအလဲထိုးဆိုပြီးတော့အနိုင်ရလည်းကိုပေါ်ဆောင်ထားနိုင်ခဲ့တယ်ဒါအပြင်ကိုမှဒါကျွန်တော်တို့ဒါ the one championship ကလည်းသူ့ကိုဒါစုချင်းငွေဒေါ်လာ5000ကျွန်တော်ချင်းမြင့်တယ်ပေါ့နော်ပွဲပြီးရဲ့အချိန်မှာဒါကတော့သူ့အနေနဲ့ charity ဒါပြောမှဆိုရင်တော့ show တော့ဒါ brighter လုပ်ငန်းတွေလှူမယ်ဆိုပြီးသူကိုယ်တိုင်လည်းပြောသွားတယ်ဒါအပြင်ကိုမှစိတ်ဝင်စားစရာကောင်းတာကတော့သူ့အတွက် one champion ကနေပြီးတော့ကျွန်တော်တို့ဒါ hello frame ပေါ့နော်တကယ်ကိုမှကျွန်တော်တို့ဒီမှတ်ကြောက်တင်မဲ့ကျွန်တော်တို့ပုံရိပ်တစ်ခုကိုဒါနောက်လာမဲ့ဒါတိုကျိုမှာလုပ်မဲ့ပွဲမှာချိန်နေမယ်ဆိုပြီးတော့ချားသိရတယ်ဒီပွဲရဲ့ highlight အဖြစ်ဆုံးကတော့ကျွန်တော်တို့ဒါ intro ပေါ့နော်ဒါပုံမှန်ဆိုရင်အောင်လကကျွန်တော်အမဲလိုက်ကနေတောက်လျှောက်ဆိုသလိုသူ့အနေနဲ့ပွဲထွက်လာတဲ့အရာကပြီးခဲ့တဲ့ပြီးခဲ့တဲ့ကျွန်တော်တို့ပွဲစဉ်တွေမှာဆိုတော့တိတ်ဟိုကျွန်တော်တို့ဒါပြောရမှာဆိုရင်အချောင်းအချောင်းမျိုးကြောင့်ငြင်းခဲ့ပေါ့နော်ဒီနေ့ပွဲမှာတော့အမဲလိုက်ကကိုမှာ ဆိုတော့လေးပြုံကိုတိုင်းဒါကျွန်တော်တို့ကွင်းထဲဒီကိုတိုင်းကိုကြောက်ဝင်ရောက်အားပေးပြီးတော့ကျွန်တော်စူပြစ်တောင်တွေ့ရပါတော့เนาะကျွန်တော်ဘလို့ဖြစ်ဒါထိုင်းနိုင်ငံဘန်ကောက်မြို့မှာသူရဲ့နောက်ဆုံးပွဲကိုဒါဘလို့ကျွန်တော်တို့ဒါမြန်မာလူမျိုးရဲ့အများကြီးရှိတဲ့ကျွန်တော်နေရာမှာပဲဒါသူတို့တကယ်ကိုနောက်ဆုံးနှုတ်ဆက်ပွဲကိုကျွန်တော်အခမ်းအနားဆုံးအဲပြောရမယ်ဆိုရင်တကယ်ကျွန်တော်တို့ဒါနှုတ်ဆက်တဲ့ပွဲစဉ်ကတော့ချုံမြင့်ဆုံးပြီးဆုံးသွားခဲ့တယ်ပေါ့ဒါအောင်လာတော့တကယ်ကိုအမှတ်တရတွေကတော့ကျွန်တော်တို့ပြည်သက်တွေတို့ကျွန်တော်တို့မြန်မာပြည်သူ ီသားတွေတော့ကျွန်တော်အမတ်တရတွေကတော့အများကြီးပဲအောင်းလာယူပြီးကြတဲ့အမတ်တရတွေဆိုရင်လည်းကျွန်တော်တကယ်ပေါ်မှာ middle weight champion mid အာကျွန်တော် light weight champion ဆိုဒီလိုမျိုးကျွန်တော်ကပတ်တွေကိုလည်းတောက်လျှောက်ဆိုဒီလိုယူပြီးပြီးတော့ကျွန်တော်မြန်မာကိုကဘာတီးအောင်ပြုလုပ်သွားနိုင်ခဲ့တာဆိုတော့တကယ်ကိုပဲဒါအောင်းလာရဲ့နောက်ဆုံးပွဲစဉ်ကတော့တကယ်ကိုချူမြင်ခဲ့တယ်ဆိုညီကိုရောဒီနေ့ဒီပွဲစဉ်ကိုကြည့်ပြကြတာပေါ့ကျွန်တော်ကတော့ဟိုတော်တော်လေးပုံမှန်ကျွန်တော်တို့ဒီအားကစားပွဲတွေဆိုင်ဒီလို fighting ပွဲတွေကတော့ပုံပြကျွန်တော်အတွက်လည်းရသတ်တစ်ခုပေးရပါတော့ဒါမဲ့ ဟိုရိုင်း enthusiast မဖြစ်ဘူးဗျာကျွန်တော်တခြားသောကျွန်တော်ဟိုဘောလုံးနဲ့ရှင်ဒါပေမဲ့အောင်လာပွဲကြည့်ပြီဆိုရင်လာဘလိုပဲဖြစ်နေပါစေကျွန်တော်ရအောင်ကြည့်ရပုံစံမျိုးအစကျွန်တော်ကထင်တာညာ9နိုင်လို့ပေါ့ထင်တာဒါပေမဲ့လည်းကျော်ကံကောင်းတာနဲ့မနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့တခြားသောပွဲစဉ်တွေမလွတ်တော့ဘူးเนาะဆိုတော့ဘလို့ဖြစ်ဖြစ်အောင်လာတော့တကယ်အောင်လာပဲနောက်ဆုံးပွဲစဉ်မှာတော့ကျွန်တော်ကပရိသတ်တွေကိုခတိပေးထားတဲ့အတိုင်းဒါသူ့ရဲ့ interview တွေမှာဒါ pre match talk တွေမှာပြောထားတဲ့အတိုင်းပဲ တော့ချိန်ပြန်မှာလဲထိုးမယ်ဆိုပြီးတော့ပြောသွားတဲ့အတိုင်းပေါ်မှာ online အစမ်းနေတယ်တော့ဒီနေ့ပွဲမှာတော့ကျွန်တော်တို့ဒါတကယ်ပြန်ဘက်ဒါ Sunny Fighter ကိုအလဲထိုးနိုင်ခဲ့တယ်ဆိုတော့ online အစမ်းတော့ကတော့ကျွန်တော်တို့တကယ်ကိုချုံမိန်နဲ့ကျွန်တော်တို့နိုင်ပွဲနဲ့အတူပဲဒါမြန်မာပြည်သူတွေအတွက်လည်းဒီနေ့ပွဲတော့တကယ်ကပျော်ရွှင်မှုတွေပေးနိုင်မယ်လို့ထင်တယ်ပေါ့နော်။ကြောင်းမျိုးကြောင်းဒါမြန်မာပြည်တွင်းမှာအဲကျွန်တော်တို့အချိန်ကြီးရဲ့အကြောင်းကျွန်တော်တို့ဒါ One Championship ကရဲ့အချိန်ကြီးကြောင်းပေါ့ဒါခုလက်ရှိတော်တိုင်းပြည်အချိန်ကြီးကြောင်းပေါ့ဒါ online အစမ်းအနေနဲ့ကတော့ဒါမြန်မာပြည်မှာ ပွဲနှုတ်ဆက်ဖွင့်မရခဲ့ဘူးဆိုပေမဲ့လည်းအခုလက်ရှိကျွန်မတို့လူမျိုးရဲ့အများကြီးရှေ့ထိုင်းနိုင်ငံမှာတော့ဒါဒီနေ့နှုတ်ဆက်ပွဲကိုတော့ပြုလုပ်သွားနိုင်ခဲ့တဲ့ဒီနှုတ်ဆက်ပွဲမှာလည်းမြန်မာပြည်သူတွေဒါပြောမှဆိုဂျင်းနဲ့ရရရတဲ့ခုရအောင်လဲဆွမ်းဆောင်ပေးနိုင်ခဲ့တော့ကျွန်တော်တို့ဒါဖုတ်ဘောအန်တူဆီယားညီကိုရအားလုံးနဲ့အတူဒါကျေးဇူးများကြီးတင်တယ်ဒါပြောမှဆိုဒီကေကိုကွန်ပျူတာနဲ့ဗီဒီယိုတို့ကိုတင်ဆက်ပေးချင်တာဖြစ်တယ် တကယ်ကိုပဲအွန်လိုင်းရဲ့ကျော် career မှာဆိုရင်တော့ဒါပွဲပေါင်း20ကစားပြီးတော့ကျော်15ပွဲတိနိုင်ထားတယ်အဲဒီတပွဲပဲဒါပြီးခဲ့တဲ့ပွဲပဲထင်တယ်ဒါ knock out နဲ့ရှုံးထားတာကျန်တဲ့ပွဲကတော့ဒါအဆုံးပြတ်ပါညာဒီလိုမျိုးရှိရပေါ့နော်ဆိုတော့ကျောင်းအနေနဲ့ကတော့ဒါ data ချက်တက်ကတော့နည်းနည်းလေးမှားတော့မှားနိုင်တယ်ဟိုပြောရမယ်ဆိုရင်တော့ဟိုတိတ်ပြီးတော့လည်းကျွန်တော်တို့ဒီကစားပွဲ reset တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကတိတ်ပြီး machine ကြီးရအတွက်ကြောင့်မလို့ဒါတော့ကျွန်တော် disclaimer အနေနဲ့ဒီကိုရောနားလည်ပေးစီရပေါ့ဘယ်လိုဖြစ်ကျွန်တော်အပြောကို ြောသဘောအနေနဲ့ဟောဒါပြောမှဆိုဒီကိစ္စကိုအာဂုံယူရမယ့်ကျွန်တော်တို့ moment တခုဖြစ်တဲ့အကြောင်းမို့တော့ကျွန်တော် channel ကနေပြီးတော့တက်ဆက်ပြရဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်ဒီနေ့ပွဲကို live အစားဆုံးကြည့်တာဖြစ်တဲ့အကြောင်းကိုကျွန်တော်ကိုယ်တိုင်နဲ့ချက်တိမွေးညှိထားပြီးတော့ဒီအမဲလိုက်ကတချင်းနဲ့အတူဝင်လာတဲ့ပုံစံပေါ်မှာမှနိုင်ပြီဆိုတဲ့ပုံစံကိုမှ reset ကခံစားနေရတယ်ဗျာဆိုတော့ဒီလိုမျိုးຢာကိုအောင်လာအစံကတော့ဒီကပြီးခဲ့တဲ့ဒါပြောလို့ဆိုရင်တိုင်ဘက်ကိုပဲဒါတောက်လျှောက်ဆိုတော့တို့ကျွန်တော်အသာကြီးရယူသွားနိုင်ခဲ့ပြီးတော့ဒုတိယအရှိမှတော့အလဲတော့ဆိုရင်ရတဲ့တစ်ခုနဲ့ တော်တို့ဒါ APN key ကတော့နှုတ်ဆက်ဒါပြောလို့ချုံမြင်သွားခဲ့ပြီပေါ့ဆိုတော့ online နဲ့ပတ်သက်တဲ့အမှတ်တရရောညီကိုရောပါရှိကြတယ်ကျွန်တော်တို့အမှတ်တရဆိုရင်တော့အများကြီးပဲကျွန်တော်အမှတ်တရအဖြစ်ဆုံးကတော့ online အဆံပွဲကိုကျွန်တော်ပွင်တယ်ဒါတူနာအကစားခွင့်နဲ့တွားကြည့်တယ်2018တုန်းကပွဲစဉ်တော့ကျွန်တော်တို့အမှတ်တရအဖြစ်ဆုံးပွဲစဉ်တွေကကျွန်တော်တပွဲပဲပေါ့နော်ဘာလို့ဆိုလူကိုယ်တိုင်သွားရောက်အပေးခဲ့တဲ့အရာတွေဖြစ်တယ်ဗျာဆိုတော့အဲ့အတွက်ကြောင့်မလို့အဲ့ပွဲစဉ်ကတော့ကျွန်တော်တို့အမှတ်တရအဖြစ်ဆုံးပွဲစဉ် ဒါပြီးရင်တော့ကျွန်တော်တို့နောက်ဆုံးဆိုချန်ပီယံဆုတွေဒါကာကွယ်တဲ့ပွဲစဉ်ကတော့ကျွန်တော်တို့တကယ်ကိုအမှတ်တရဖြစ်ဆုံးပွဲစဉ်လို့ပဲကျွန်တော်ပြောပြချင်တယ်ဆိုညီကိုတွေရောဘယ်ပွဲကညီကိုတွေအတွက်အမှတ်တရဖြစ်ဆုံးပွဲဖြစ်ခဲ့တယ်ဒီနေ့ပွဲအပေါ်ကညီကိုတွေအနေနဲ့ဘယ်လိုမျိုးဒါထင်မြင်သုံးသပ်ချင်တယ်ဆိုကောမမော်ဘီယိုစနေနေ့ခုနပြောရတယ်ဆိုအောင်လာအဆန်ကတော့ဒါကျွန်တော်မြန်မာပြည်အတွက်နောက်ဆုံးပိတ်ပွဲမှာတော့အနိုင်ရတဲ့တစ်ခုကိုမြန်မာပြည်သူပြည်သားတွေအတွက်ကသူရဲ့ပြည်သက်တွေအတွက်ကိုယူဆောင်ပေးခဲ့ပြီဖြစ်ပါတယ်ဆိုတော့အောင်လာအဆန်ရှိလာမယ်အာကျွန်တော်တို့ဒါခီး လမ်းကြောင်းမှာကျွန်တော်တို့အကောင်းဆုံးကျွန်တော်တို့အောင်မြင်မှုတွေဆက်လက်ပြီးတော့ကျွန်တော်တို့ဒါတင်ပိုက်နိုင်ပါစေတင်တင်တင်ပိုက်ပြီးတော့ပါပြီဆိုတော့နောက်နောက်လာမယ့်ကျွန်တော်တို့ဒါပြောမှာဆိုရင်ဒါကစားသမားနားရဲဘွားမှာတော့တော်လျှောက်ဆိုသူတို့ပြောရှင်းမှုတွေနေပဲဒါပြေဆုံးပါစေဆိုပြီးကျွန်တော်တို့ဒါဖုတ်ဘောဂျူစီအက်စီကိုဖွင့်လိုက်အောင်လုပ်ရတယ်ဒါဆူတောင်းပြန်တာပူတာလိုက်ပါတယ်ဆိုတော့ညီကိုရအောင်တော့ဒါကုန်းမအောင်ရစနေနေ့ကုန်းတော့ရပါတယ်အားလုံးကျေးဇူးများတင်ပါတယ်